ါရှင်ခုနရသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ18.5ပေရင်ရဲ့ YouTube Channel လေးရနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆီယမကတော့ Solar Nuni ဖြစ်ပါတယ်ဆီယမအနေနဲ့ကတော့เนาะဒီတစ်ခေါက်ပြောပြပေးသွားမယ်အကြောင်းအလေးကတော့နှစ်ကျွင်းเนาะခုနရသားသမီးတွေရဲ့အထဲမှာနှစ်ကျွင်းမဟာဗုဒ္ဓံသရာလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဆီယမအနေနဲ့ကဒါခုနရသားသမီးတွေအမှာမဟာဗုဒ္ဓံသရာလေးတွေကိုပြောပြနေတာဖြစ်တယ်ဒီတစ်ပတ်မှာတော့နှစ်ကျွင်း နော်မဟာဘုံနှစ်ကျွန်းသားသမီးလေးတွေကနေပြီးတနင်္ဂနွေသားသမီးလေးတွေရဲ့အလောက်ကိုင်းကိစ္စစီပွားရေးငွေရေးခြေရေးလူမှုရေးခန္ဓာလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့နှစ်ကျွန်းကိုဘယ်လိုမျိုးသိရလဲပေါ့နော် တချို့သိရလူရှိတယ်တချို့မသိရလူတွေရှိတယ်အဲ့တော့မမီးကမမီးရဲ့အကျွင်းကိုသိချင်တယ်ဆိုရင်အဲ့မမီးတို့ရဲ့မြမမွေးခုနှစ်ကိုတီးပါခုနှစ်နဲ့စားပါเนาะရလာတဲ့အကျွင်းကနှစ်ဆိုရင်တော့မမီးတို့ရဲ့ဒါအကျွင်းပေါ့เนาะမဟာဘုတ်အကျွင်းဖြစ်ပါတယ် ဲ့တော့နှစ်ကျွေးမဟာဘုံမှာဖြေတင်းငွေတွေတာသမီးလေးတွေရဲ့တော့ဒါလုပ်ငန်းစီးပွားခန္ဓာတွေနောက်နောက်ပြီးတော့အလောက်ကန်ကိစ္စလေးတွေငွေချေးခန္ဓာလေးတွေလူမှုရေးခန္ဓာလေးတွေသဘောတဘာဝလေးတွေကိုဆက်မအနေနဲ့ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ ဒါနှစ်ကျွင်းမှဆိုရင်တနင်္ဂနွေသားသမီးတွေကအထွန်းပွားလေးတွေဖြစ်ပါတယ်เนาะနှစ်ကျွင်းမှမှတနင်္ဂနွေသားသမီးတွေအထွန်းပွားအထွန်းပွားတွေကထဲထဲဝါဝါခန့်ခန့်ညာညာနေထိုင်တတ်ကြတယ်ဘူးသူတို့ကလည်းကျယ်ဝတတ်ကြတယ်ဘာမဆိုဆက်ဆက်ဆုစုသိချင်သူတွေလည်းဖြစ်တယ်နေရတကဆက်ဆက်ဆုစုမသိတာမရှိ မတတ်တာမရှိ ပါဝင်လောက်ကင်တဲ့အမူအကျင့်လေးတွေပါရှိနေတဲ့သူတို့အဆအဆအရာရာလဲအောင်မြင်ကြော်စောမယ်ဟိုနေရာလဲဆက်ဆက်ဒီနေရာဆက်ဆက်လောက်ကင်တဲ့သူတို့အရာရာတဲ့သူတို့ကမတိတာဘူးမရှိဘူးဟိုနေရာလဲသူတိတယ်ဟိုအကြောင်းလဲသူတိတယ်ဟိုဆက်စုတာလေးတွေလဲဝါသနာပါတတ်ကြတယ်ပေါ့နော်ဒါအထွန်းပွားလေးတွေပါဒါနှစ်ကျွင်းတနင်းငွန်းတွေနော်ဒါအထွန်းပွားလေးတွေရဲ့ဒါခွာစားတာလေးဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့လေးတွေရဲ့လုံငန်းစီးပွားခံတာလေးတွေပြောပေးမယ် အစီအစဉ်လေးမစတင်ခင်မှာစင်မအနေနဲ့မြင့်တရက်ခံချင်တာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်းရှယ်လေးပြုလုပ်ပေးပါစင်မတို့ရဲ့တရှိခွန်က YouTube Channel လေးကိုလည်း Subscribe လေးပြုလုပ်ပေးပါเนาะစင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะ ့သူတို့ရဲ့အလောက်ကန်စီးပွားရေးခန္ဓာလေးကိုကြည့်လိုက်တဲ့အခါမှာသူတို့ကဘယ်ရာမစိုးပေါ့နော်တက်တိနားတဲ့တက်သူတွေဖြစ်တယ်ပေါ့နော်အလောက်ကန်ကိုလုပ်ငန်းတစ်ခုတည်းမဟုတ်စေပဲပဲလုပ်ငန်းအမျိုးမျိုးပြုလုပ်တတ်တယ်ဟိုအလောက်နဲ့သူတို့ ပြုတ်လုတ် တက်တယ်ဒီလုတ်တယ်သူတို့ပြုတ်လုတ် တက်တယ်ဒါပေမဲ့အတီတကြတခါတည်းအတီတကြမဖြစ်နေဘဲနဲ့ဟိုလောက်ကလေးနဲ့နဲ့ဒီလောက်ကလေးနဲ့နဲ့အဲ့လိုမျိုးသူတို့ကလောက်ကန်တက်တဲ့သူမျိုးလေးတွေဖြစ်တယ်ပေါ့နော်ပြီးတော့မြည်သည့်အလုံးမဆိုအားလုံးနားလဲတက်ကျွမ်းသည့်သဘောတော်အဝါလေးတွေလည်းပါရှိနေတက်တယ်ပေါ့နော်အဲ့လိုမျိုးနောက်ပြီးတော့တီထွင်ကြံစလေးလာတက်သူတွေလည်းဖြစ်တယ်ပေါ့သူတို့မလုတ်ဘူးတဲ့အလုံးမရှိအောင်ကိုသူများလောက်တဲ့အလုပ်တွေလည်းသူကလိုက်ပြီးတော့ဒီကြည့်ရဲလိုက်ကိုတိုင်းလိုက်လို့ကြည့်တယ်တီထွင်ကြံစားတက်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရှိရဲအဲ့တော့ သူတို့ကအာပြောမယ်ဆိုရင်ဒီဆက်စုတတ်တဲ့အဲဆက်စုတတ်ပြီးတော့ဟိုအလုတ်ဘောင်းစုံကိုနားလေတက်တဲ့သဘောတဘာဘာပါရှိနေသူတွေဖြစ်ပြီးတော့နည်းနည်းတော့ခေါင်းမှတက်တဲ့အကြောတင်းတက်ကြတယ် ကိုဖြစ်ချင်တာကိုလိုချင်တာဥစားပေးတဲ့သူမျိုးလေးတွေဖြစ်တတ်တယ်ဒစ်စထိုးပြုလုပ်တတ်ကြတယ်ပေါ့နော်ထို့ကြောင့်ဒစ်စထိုးပြုလုပ်ပြီးတော့တခါတလေပေါ့နော်ဆုံးရှုံးမှုတွေကြုံတွေ့ရတတ်ပါတယ်တဲ့တခါလေမိသူ့အိုမှာအလေးနဲ့မထတတ်ဘူးဘယူမဆိုင်တတ်ဘူးသူတို့လှုပ်ချင်တာလေးတွေဒစ်စထိုးပြုလုပ်တတ်တဲ့ညင်ဆိုင်လေးတွေပါလာတတ်တယ်ပေါ့နော်ထို့ကြောင့်လုပ်ငန်းစီးပွားပြုလုပ်တဲ့နေရာမှာနော်နည်းနည်းသတိထားရမယ်နော်နောက်ပြီးတော့အကြီးကဲအထက်လူကြီးပိုင်းတွေရဲ့အကူအညီထောက်ပံ့ကောင်းလေးတွေရရှိတတ်တဲ့သူတွေဖြစ်တယ်သူတို့တွေကပေါ့နော်ကိုယ့်ရဲ့အထက်လူကြီးပိုင်းအကြီးကဲပိုင်းတွေအထောက်ပံ့လေးတွေအကူအညီတွေလည်းသူကရရှိတတ်တဲ့ ဲမိမိတို့ကံအရာအလုံးတစ်ခုဝင်ငွေတစ်ခုရှိနေမှမိမိတို့အတွက်အဆင်ပြေလိမ့်မယ်နော်အဲ့တော့တနင်္ဂနွေသားသမီးလေးနှစ်ကျွန်းတနင်္ဂနွေသားသမီးလေးအတွက်ပေါ့နော်ဒါတနင်္ဂနွေသားသမီးတိုင်းမဟုတ်ဘူးနှစ်ကျွန်းနေရတနင်္ဂနွေသားသမီးတွေရဲ့အနေထားလေးတွေပေါ့နော်အဲ့တော့အလုံးတစ်ခုဝင်ငွေတစ်ခုရှိနေမှအဆင်ပြေမယ်အဲ့တော့ကိုက အာဒီအလုံရှိမှဝင်ွေရှိမဲ့သဘောပေါ့နော်ဒီနေ့အလုံရချင်ဝင်ွေရတတ်တယ်အဲ့တော့မမီတို့ရဲ့စီးပွားရေးလုပ်တဲ့နေရာမှာလဆယ်ဝင်ွေတဲ့ daily ဝင်ွေရရဲ့လုပ်ငန်းစီးပွားတွေနဲ့စီးပွားရှာမှသာအဆင်ပြေမှန်အောင်မြင်နိုင်မယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့မမီတို့ရာဝါသနာပါတဲ့လုပ်ငန်းလေးကိုစောင့်ချလုပ်ပါဟိုလုပ်လေးနည်းနည်းပြေလုပ်လိုက်ဒီလုပ်နည်းနည်းပြေလုပ်လိုက်နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုဝါသနာပါတဲ့လုပ်ငန်းလေးကိုစောင့်ချလုပ်မယ်ဆိုပို့ပြီးတော့အဆင်ပြေမယ်တစ်ခါတရံတယူတော့တယူတမ်းမှုဒီဇိုထိုးမှုပြုလုပ်မှုကြောင့်ဆုံးရှုံးမှုတွေရှိလာတတ်တယ်ပေါ့နော်အဲ့တော့ကိုပိုင်လုပ်ငန်းကိုပိုင်လုပ်တရာကြီးပွား နိုင်တယ်ချမ်းသာနိုင်တယ်သူများဝင်နေတော့စီးပွားမဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့စီးပွားဖြစ်နှေးစေတတ်တာပေါ့နော်ကိုကဥမာအစိုးရဝင်နေဆိုရင်လည်းကိုကယာရုကုန်နူကြီးနိုင်တယ်နော်ပုဂ္ဂလိကဝင်နေဆိုလည်းယာရုကုန်နူတော့ကြီးနိုင်တယ်ဒါပေမဲ့စီးပွားဖြစ်အဲကြာတက်တယ်ပေါ့နော်ခက်ခဲတက်တယ်အဲတကယ်လို့မိမိတို့အနေနဲ့ဒါဝင်နေလုံနေရင်တော့တစ်ဖက်တစ်လမ်းနေကိုပိုင်လုပ်ငန်းလေးနဲ့တွဲလုံနိုင်မှာအဆင်ပြေမယ်ပေါ့နော်ဝင်ဝင်တစ်ခုလည်းရက်တီလို့မရတဲ့သူမျိုးလေးတွေဖြစ်တာပေါ့နော်အဲ့လိုစီးပွားရေးလုပ်တဲ့နေရာမှာ ဲ့တော့ဘလုံးလုပ်ငန်းနေရကိုအတွက်เนาะဒါအဆင်ပြေနိုင်လဲဆိုတော့ဒါမမိတို့အနေနဲ့ကိုပိုင်လုပ်ငန်းနေအဆင်ပြေနိုင်တယ်เนาะနောက်ပြီးတော့နိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းနေနိုင်ငံခြားထွက်ပြီးစီးပွားရှာတာမျိုးတွေအကျိုးပြုတာပေါ့เนาะအဲ့လိုမျိုးတော့တနေ့တစ်ကြိမ်ထွက်ပြီးစီးပွားရှာတာလည်းပို့ပြီးအဆင်ပြေနိုင်တယ်ပေါ့အဲ့တော့ကိုကိုကိုအာကိုရက်တရမဲ့သူမျိုးဖြစ်တယ်မိတို့ကမှအာကိုလို့မရတဲ့သူမျိုးဖြစ်တယ်ပေါ့เนาะစီးပွားရေးရရှာဖွေနိုင်မှစူဆောင်းနိုင်မှပေါ့เนาะအဲ့လိုမျိုးတွေအဆင်ပြေမယ်အဲသူများထက်ပို့ပြီးတော့အာယုံဆိုင်နိုင်မှရှာဖွေနိုင်မှဒါအဆင်ပြေမယ်ပေါ့เนาะအဲ့လိုမျိုးအဲ့တော့ဒီအတော့ဖြုံကြီးသူတွေဖြစ်တဲ့တယ်ဒီလို မျိုးအသုံးပြုကြီးသူတွေဆိုရင်ဒုက္ခရောက်တတ်တယ်ပေါ့နော်အဲစီးပွားဖြစ်နှေးတာမျိုးတွေရှိရဲ့အဲ့တော့မမီတို့ကံရတသက်တာမှာဘလို့လုပ်ငန်းနေနေတာချမ်းသာနိုင်လဲကြီးပွားနိုင်လဲဆိုတော့ကိုယ်ပိုင်လုပ်ငန်းတွေလုပ်မယ်ဆိုရင်လည်းပေါ့နော်အကျိုးပေးလုပ်ငန်းတွေကအယောင်းဝယ်လုပ်ငန်းတွေနော် online shop လို့ဟာမျိုး electronic ပစ္စည်းဥယျာဉ်ခြံလုပ်ငန်းတွေနော်နောက်ထပ်ပြီးတော့ဒီမမီတို့အနေနဲ့အကျိုးပေးလုပ်ငန်းတွေကိုကြီးလိုက်တဲ့အခါမှာ ဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းတွေအမှုပညာလုပ်ငန်းတွေသုတ္တန်သည့်လုပ်ငန်းအထည်လုပ်ငန်းဒက်စီဒီဇယ်ထမင်းဆိုင်ထီဆိုင်လုပ်ငန်းလူသုံးကုန်ပစ္စည်းလပ်ပရေးရာလုပ်ငန်းတွေအချို့ပြုတယ်အဲ့လုပ်ငန်းတွေနဲ့စီးပွားရေးတွဲလို့အောင်မြင်မဲ့တိုးတက်မဲ့ကျော်ဆုံးမဲ့ပေါ့နော်အဲ့တော့မိမိတို့အနေနဲ့ဒါဒီအချို့ပဲစီးပွားရေးလုပ်ငန်းတွေနဲ့အနာအနာကတသက်တာမှာလုပ်ငန်းလုပ်မယ်ဆိုရင်အောင်မြင်မှုရရှိမဲ့သူလေးတွေဖြစ်တတ်ပါတယ်ပေါ့နော်အဲ့တော့မမီးရဲ့ဘဝတသက်တာမှာလုပ်ငန်းစီးပွားနဲ့ဒါနသီလကောင်းမှုကုသိုလ်တွေနဲ့ရှင်တွဲနိုင်မှာအဆင်ပြေလိမ့်မယ် ကိုကအရှင်းမှစီးပွားရေးမဲလုံနေနောက်မှကုသိုလ်ရေးဘာသာရေးအားနေတဲ့အခါမှာကန်ဆိုးတဲ့နှစ်ကန်ဆိုးတဲ့လာဒီမှာဒုက္ခရောက်တတ်တဲ့ဘဝအထိနာတတ်တာပေါ့နော်ထို့ကြောင့်ဘာသာရေးတွေလေးတွေနဲ့တွဲပြီးတော့အလုံးငယ်စီးပွားလုံနိုင်မှသာအဆင်ပြေမယ်ပေါ့နော်မိမိတို့အနေထားနဲ့အဲ့တော့စီမွားရေးကအဖက်ဖက်ကနေရှာနိုင်เนาะရှာနိုင်ရမယ့်သူမျိုးလေးတွေဖြစ်တယ်သူတို့တွေကအဲ့တော့ဒီငွေကြေးစီမွားဥစ္စာက เนาะตะชาอจ้วนนี่เนี่ยสาတော့ตูโรเล่တွေอ่ะปู่ပြီးတော့ပေါ့เนาะရှာအာယုံဆိုင်ပြီးတော့เนาะကန်ညာရိယအားဆိုင်ပြီးတော့ရှာဖွေနိုင်မှအဆင်ပြေမဲ့သူမျိုးတွေဖြစ်တယ်ပေါ့เนาะပေါ့ပေါ့ပါပါနေမယ်ပေါ့เนาะဒါရရဆဆလုပ်နေမယ်ဆိုရင်စီးပွားဖြင့်နှေးတဲ့ကြတယ်ပေါ့เนาะအဲ့လိုမျိုးအဲ့တော့ဒီဒဇိုထိုးပြုလုပ်တာလေးတွေတယူတန်ပြုလုပ်တာလေးတွေပေါ့เนาะအဲ့လိုမျိုးလေးတွေကိုရှောင်ပြီးတော့အရေးကြီးသောစီးပွားရေးလုပ်ငန်းတွေလုပ်တော့မယ်ဆိုရင်အကြီးကဲထက်လူကြီးပိုင်းနဲ့တိုင်မင်းနီနော်ပြီးပြုလုပ်တာပို့ပြီးတော့မမီတို့ဘဝအတွက်အထောက်ပံ့လေးတွေရရှိနိုင်တယ်ပေါ့เนาะ ဲ့ငွေကြေးခန္ဓာလေးတွေပြပြပေးသွားမှာပါအဲ့တော့နှစ်ကျွင်းတင်းတင်းကုန်တဲ့သားသမီးရဲ့ငွေကြေးခန္ဓာလေးတွေရကြည့်လိုက်တဲ့အခါမှာငွေကရလွယ်ကုန်လွယ်ဖြစ်တယ်ငွေရရှာဖွေနိုင်တယ်ဒါပေမဲ့လည်းပေါ့နော်ဒါဟိုအဝင်အထွက်များမယ်ငွေရလွယ်ကူပြီးတော့ငွေကုန်မြန်တဲ့သူမျိုးဖြစ်တယ်ငွေကိုလည်းများရအောင်ရှာဖွေနိုင်တယ်ပေါ့နော်ဒါပေမဲ့ငွေသုံးကျန်းသူတွေဖြစ်တယ် ရှိရင်ရှိတယ်လို့သုံးတတ်ကြတဲ့သူတွေပေါ့နော်အဲ့တော့ငွေရလွယ်ငွေကုန်မြန်တဲ့သူမျိုးဖြစ်တာတစ်ထက်မှငွေမမြဲဘူးပေါ့နော်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ကန်နိုင်တဲ့နှစ်တည်းဆိုရင်ငွေကြေးခက်ခဲမှုတွေရှိမယ်နော်အဲ့လိုမျိုးအဲ့တော့မိမိတို့ကအလုံးရက်တာနဲ့ဝင်ငွေရက်တတ်ပါတယ်တဲ့နော်အဲ့တော့အလုံးရက်တာနဲ့ဝင်ငွေရက်တတ်တဲ့အတွက်ကိုကဝင်နှန်းဆိုရင်ပေါ့ ဝင်နှန်းဆိုရင်တော့ဒီလအလုပ်ရရှင်ဒီလဝင်ငွေပြတ်ပါတယ်ထို့ကြောင့်ဒါသူကလစဉ်ဝင်ငွေထက် daily ဝင်ငွေရတဲ့လုပ်ငန်းတွေနဲ့စီးပွားရှာနိုင်မှာပို့ပြီးအဆင်ပြေမယ်ကိုကဝင်နှန်းလုပ်နေအောင်မှာပဲတစ်ဖက်တစ်လမ်းရတဲ့ဝင်ငွေလေးတွေနဲ့စီးပွားရေးတွဲလုပ်နိုင်မှာငွေရှာနိုင်မှာဒါအဆင်ပြေမဲ့အနေထားမှာတော့ရှိတယ်ပေါ့နော်အဲ့တော့ငွေရဘဝတစ်လျှောက်လုံးပေါ့သတိထားသုံးဆွဲသိတဲ့အနေထားမှာရှိတယ်ငွေမမြဲတဲ့သူတွေငွေသုံးလက်ဖွာတဲ့သူတွေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကိုရှိမှလက်ထက်မှာတသိန်းရှိတသိန်းသုံးတတ်တဲ့နှစ်သိန်းရှိနှစ်သိန်းသုံးတတ်တဲ့ပေါ့နော်ထို့ကြောင့်နှစ်ကျွင်းတင်းငွေတွေ ာသမီးတွေများသောအဖြစ်ပေါ့နော်လက်ဖွာတက်သူတွေဖြစ်တယ်ပေါ့နော်သူများဒုက္ခရောက်ရှင်နဲ့ကုညီဖို့ဝင်မလေးတက်သူတွေငွေကြေးနဲ့ပတ်သက်ပြီးဒါမှကိုဒုက္ခရောက်ရှင်နဲ့လို့ကုညီမဲ့လို့မရှိတတ်ဘူးပေါ့နော်အဲ့တော့ငွေနဲ့ရင်းနဲ့လုပ်တွေလုံးလုံးမရပါဘူးအာတင်းငွေတွေသာသမီးတွေပေါ့နော်နေချင်းတင်းငွေတွေသာသမီးငွေနဲ့ရင်းနဲ့လောက်ကဘာလုပ်တွေလဲပေါ့နော်အဲ့တော့ငွေတို့ချင်းစားတဲ့အလုပ်အမခန်းတဲ့လုပ်လောင်းကစားလုပ်လုံးဝလုပ်လို့မရပါဘူးဒုက္ခရောက်တတ်တယ်မွေးသွားတတ်ပါတယ်နော်အဲကြောင့်ငွေနဲ့ရှင်းတဲ့လုပ်တွေလုံးလို့မရဘူးအဲ့တော့ငွေငွေတို့ချင်းစားတဲ့လောင်းကစားလုပ်တာကြီးပေါ့နော်ဒါရှောင်ပေးရမှာဖြစ်ပါတယ် ဲ့တော့ငွေချင်းနဲ့ပတ်သက်ပြီးငွေဝင်လာပြီဆိုရင်ရွှေလောက်တာမျိုးလုပ်ငန်းတိုးချဲ့တာမျိုးမှကိုယ့်အတွက်အဆင်ပြေပြီးတော့လက်ထက်မှာငွေထားရင်ရှင်းရင်ရှိသလောက်ကုန်နိုင်တဲ့အနေအထားမှာဖြစ်တဲ့အတွက်ငွေကိုခြွေတာပြီးတော့စီးနဲ့ကန်းနဲ့သုံးဆွဲနိုင်မှသာငွေချင်းမြဲမဲ့သူမျိုးလေးတွေဖြစ်တယ်ပေါ့နော်ဒါဒီနှစ်ကျွန်းတင်းငွေတွေတာသမီးတွေလည်းငွေချင်းခံနာလေးတွေပေါ့နော် က်ထက်လူမှုရေးကဏ္ဍလေးတွေပြပြပေးသွားမှာပါเนาะအဲ့တော့နှစ်ကျွင်းတနင်္ဂနွေအသားသမီးလေးတွေရဲ့လူမှုရေးကဏ္ဍအစိပ်ပိုင်းလေးတွေပေါ့ဘယ်လိုမျိုးလေးတွေရှိလဲပေါ့เนาะလူမှုရေးကဏ္ဍလေးတွေကအဲ့တော့မိမိတို့ကဒီတနင်္ဂနွေနှစ်ကျွင်းတနင်္ဂနွေအသားသမီးတွေရဲ့လူမှုရေးပိုင်းလေးတွေမှာပေါ့เนาะအနှဲငယ်အားနည်းစေတတ်တယ်ပေါ့เนาะအပေါင်းအသင်းကတော့ပေါ်တတ်တယ် အမအဲ့ပေါင်းသင်းနေရာကြာကြာမခံအောင်ရောက်တဲ့နေရာမှာပေါင်းသင်းရှိတယ်အဲ့တော့အော်ဒီနေရာနေဟိုနေရာသွားဟိုဘက်ဟိုဟိုဘက်မြို့သွားဟိုဘက်ရွာသွားเนาะအဲ့လိုမျိုးရောက်တဲ့နေရာတိုင်းမှာကိုရောက်တဲ့ဒေသနေရာတိုင်းမှာအပေါင်းသင်းရှိရဲအဲဒါပေမဲ့အဲ့အပေါင်းသင်းနေရာကြာကြာမမြင်တက်ဘူးကြာကြာပေါ့เนาะမတီတက်နိုင်ဘူးပေါ့ရောက်တဲ့နေရာမှာတော့ခင်တဲ့လူရှိရဲเนาะချစ်တဲ့လူတွေရှိတယ်အပေါင်းသင်းပေါ်တတ်တယ်ပေါ့เนาะစကားကြွယ်သူတွေဖြစ်တယ်ပေါ့เนาะအဲ့လိုမျိုးဒါပေမဲ့လည်းဒါမမီတို့အနေနဲ့ဟိုကမမီပေါ်အလေးနဲ့ထားတာမျိုးမမီပေါ်ဂယူးဆိုင်တဲ့အပေါင်းသင်းအားနဲ့တက်ပါတယ်တဲ့เนา အဲ့တော့လိုအပ်မှသာပေါင်းချင်တဲ့သူတွေများတက်ပါတယ်အဲ့တော့မိမိတို့အနေနဲ့ကလည်းအပေါင်းအသင်းကိုတရူတန်နော်ပေါင်းတတ်တဲ့သူမျိုးလေးတွေဖြစ်တဲ့လူတိုင်းနဲ့ကတော့ပေါင်းလို့မရစေပဲရှိနေတယ်ပေါ့နော်လူမျိုးပေါင်းသင်းဆက်ဆံရေးမှာတော့တိတိမရတာတော့ တင်းတင်းမြတ်တာစွာပေါင်းသင်းဆက်ဆံဖို့လိုပဲစိတ်နှစ်ပြီးပေါင်းလို့မရဘူးပေါ့နော်အပေါင်းသင်းခံတာကိုစိတ်နှစ်ပြီးမပေါင်းနဲ့စိတ်နှစ်ပြီးပေါင်းမယ်ဆိုကိုပဲပျက်စီးတတ်တယ်နော်အပေါင်းကြောင့်ဂုံတက်စီတို့အပေါင်းကြောင့်လည်းဂုံပျက်စီတယ်အပေါင်းသင်းမှားမိမှားမှုကြောင့်ဒုက္ခရောက်တတ်တဲ့အထဲမှာဒါနှစ်ကျင်တင်းတင်းမှုတွေတာသိမိတွေပါတယ်ပေါ့နော်အဲ့လိုမျိုးနောက်ပြီးတော့ဒါအောက်လငယ်သားမမြဲတာမျိုးလေးတွေရှိရယ်နော်အောက်လငယ်သားမမြဲဘူးကိုယ်လည်းအောက်ကလူလေးတွေနော်ကိုယ့်ရဲ့ဆရာတပည့်ပေါ့ ဆရာတပည့်ထားတာမျိုးပေါ့နော်အောက်လက်ငယ်တာမတည်မြဲတာမျိုးကြုံရမယ်ပေါ့နော်အဲ့တော့ဆရာတပည့်ထားရင်လည်းကိုယ်ပေါ်ပြန်ပြီးတော့တော်လန်တာမျိုးနော်နာရန်လောက်တာမျိုးအကောင်းမမြင်တာမျိုးအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်ထို့ကြောင့်အောက်လက်ငယ်တာဆရာတပည့်ထားလို့မရအောင်ပေါ့နော်မမီတို့အနေနဲ့အဲ့တော့မမီတို့အနေနဲ့ပေါ့နော်ဒါအနာကတ်အတွက်လူမှုရေးခန္ဓာလေးတွေမှာတတိထားပြီးပေါင်းသိရမယ်လူမျိုးတွေဖြစ်တယ်စိတ်နစ်ပြီးပေါင်းလို့မရအောင်ပေါ့နော်မမီတို့အနေနဲ့အဲ့တော့အရင်ကအပေါင်းသိချောင်း ဒုက္ခရောက်တတ်တာမျိုးလေးတွေရှိရတဲ့အတွက်အပေါင်းသင်းမှားတက်တာမျိုးလေးတွေရှိရပေါ့နော်လူယုံဒုက္ခပေးတဲ့အတွက်လူယုံထားလို့မရဘူးစိတ်နစ်ပြီးပေါင်းလို့မရဘူးဆိုတဲ့သဘောတရားလေးတွေရှိရပေါ့နော်ထို့ကြောင့်နှစ်ကျင်းတင်းငွေသားသမီးတွေအပေါင်းသင်းခန္ဓာလေးကတော့အထူးသတိထားပြီးတော့ပေါင်းနေရမှာဖြစ်ပါတယ်အဲ့တော့မိမိကောင်းတဲ့လောက်မိမိပေါ်ပြန်မကောင်းတာမျိုးတွေရှိမယ်နော်အဲ့တော့နှမှုပေါင်းသင်းဆက်ဆံရေးမှာလည်းတစ်တင်များလာတာပေါင်းသင်းဆက်ဆံမှုလိုအပ်လိမ့်မယ်ဒီလိုမှသာကိုယ်တွယ်ပို့ပြီးတော့အဆင်ပြေနိုင်တဲ့ဒါအပေါင်းသင်းခန္ဓာလေးတွေပေါ့နော်အဲ့တော့ဆင်မတ်ကဒီတစ်ခေါက်မှဒါနှစ်ကျင်းတင်းငွေ သားသမီးတွေရဲ့ပေါ့နော်လုပ်ငန်းစီးပွားခန္ဓာရဲ့ငွေကြေးခန္ဓာရဲ့ဒါလူမှုရေးခန္ဓာလေးတွေကိုပြတ်ပြတ်ပေးတော်တာဖြစ်ပါတယ်နောက်တစ်ပတ်မှာဒီတင်းငွေတွေသားသမီးတွေအတွက်ပဲပေါ့နော်အခြေရေးခန္ဓာရဲ့အိမ်တော်ရေးခန္ဓာရဲ့ချမ်းမရေးခန္ဓာရဲ့ပညာရေးခန္ဓာလေးတွေဆင်မနောက်တစ်ပတ်မှာလည်းပြတ်ပြတ်ပေးတော်မှာဖြစ်ပါတယ်ဆင်မတို့ရဲ့ဒီ YouTube channel လေးကိုလည်းလိုက်ရယ် share လေးလုပ်ပေးပါဆင်မတို့ရဲ့ video လေးကိုလည်းစောင့်မျှော်ပြီးတော့ကြည့်ရှုပေးပါလို့မေတ္တာရက်ခံပါတယ်တို့ကြောင့်နှစ် နေကျွန်းတနင်္ဂနွေသားသမီးလေးတွေဆဆရအဆင်ပြေကြပါစေလုပ်ငန်းစီးပွားတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအနေဘေးတွေကင်းဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်